အားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ဘက်သင်ခန်းစာမှာကောင်းတော်ဝတ်ဖို့ကနေခြေပယ်ဒီများစွာကိုကျွန်တော်တို့ဘယ်လိုမျိုး combination လုပ်လဲ auto edit ပြအောင်ဘယ်လိုရလဲဆိုတာကိုလေ့လာခဲ့ပြီးဖြစ်တယ် command box မှာတောင်းဆိုထားတဲ့အတိုင်းပဲနေ့ချင်းခန်းကိုတော့ power bi desktop ကိုအသုံးပြုပြီးတော့မှလုပ်သွားပါမယ်အခုကျွန်တော်တို့လေ့ကျင့်မှန်နေ့ချင်းခန်းကတခြားနေရာမှာရှိတဲ့ခြေပယ်တွေကိုအောက်ဆက်သွားမှာဖြစ်တယ်ဒါဆိုရင်တော့စိတ်ဝင်စားဖို့ပူကောင်းသွားပါပြီခြေပယ်ကခုရှိမှမရှိ လမ်းကြောင်းကိုသိရဆိုရင်ကျွန်တော်တို့ရဲ့ report တွေမှာတက်လာအောင်လုပ်လို့ရမှာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့အတူတူလေ့လာကြည့်လိုက်ရအောင်။အရင်ဆုံး YouTube channel လေးနဲ့လေ့လာပုံလေးကိုအရင်လေးဆက်ပြီးပါမယ်။ YouTube ထဲဝင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ account ကိုရှာကြည့်လို့ရပါတယ်။ပြီးတဲ့အခါမှာ playlist ကိုရှာပါ။ playlist အောက်မှာကျွန်တော်တို့ course align သင်ခန်းစာတွေကိုထည့်သွားပြီးမှဖြစ်တယ် အခုမှတော့ Power BI ခေါ်တစ်ခုတည်းသာတင်ထားတာရှိပါသေးတယ်။ညာဘက်မှာဆိုရင်တော့သင်ကန်းစာတွေကိုအစင်တိုင်းတွေ့ရမှာဖြစ်ပါတယ်။သင်ကန်းစာတိုင်းမှာဆက်တိုက်တယ်ပါတဲ့အတွက်ကြောင့်မလို့ဆက်တိုက်တယ်ကိုကြည့်ပြီးတော့လည်းအသုံးပြုလို့ရပါတယ်။တခြားဘာသာစကားတစ်ခုခုအသုံးပြုတယ်ဆိုရင်လည်းဆက်တိုက်တယ်ကိုပြင်လို့ရပါတယ်။ Training Material ကို comment box မှာကျွန်တော်ထည့်ပေးထားပါတယ်။ link ကိုနှိပ်လိုက်ပါ။သင်ကန်းစာမှာအသုံးပြုမဲ့ဖိုင်တွေကို download ချလို့ရပါပြီ။ကိုယ့်ရဲ့ folder ထဲမှာ file တွေကိုခုလို download ချထားလိုက်ပါ။